န်းဝယ်ချင်တဲ့သူအားလုံးကိုရောင်းမယ်ဆိုပြီးပြောလိုက်တာဥမာကျွန်တော်ရဲ့ဘန်းဆိုင်ကတော့အသက်20 45အတွင်းအအရွယ်အရွယ်ပေါ့နော်အသက်20နဲ့45အရွယ်အတွင်းရှိတဲ့လူတွေကိုတာဂက်ပို့ထားမယ်အဲ့ပြီးရင်ကျွန်တော်အဓိကတာဂက်ထားပြီးရောင်းချင်တာအမျိုးသမီးတွေကိုတာဂက်ထားပြီးရောင်းမယ်။ဒါပေမဲ့တခါလေကြရင်တော့ဥမာအမျိုးသားတွေအတွက်လည်းကျွန်တော်ဥမာ anniversary တို့ birthday တို့ special event တွေပေါ့နော်။ဒီရှိတဲ့အားမျိုးတွေလည်းကျွန်တော်ရောင်းချင်တယ်ပေါ့။နောက်တစ်ခုကတော့ဒီလူတွေရဲ့စိတ်ဝင်စားတဲ့အချက်ပေါ့ အဲဒီချက်ကတော့ကျွန်တော်တို့ကနည်းနည်းမှန်းပြီးထည့်ရတယ်ပေါ့နော်မှန်းပြီးထည့်ရလည်းဖြစ်နိုင်တယ်ဒီခါလေးကျရင်ကျွန်တော်တို့က customer တွေနဲ့စကားသမီးပြောပြရင်လေသူတို့ရဲ့ lifestyle ကိုနည်းနည်းလေ့လာရတယ်ပေါ့နော်သူတို့ lifestyle ကသူတို့ဘာတွေစိတ်ဝင်စားတာဖြစ်နိုင်လဲဥပမာကျွန်တော်တို့ကဥပမာအဲ whisky ရောင်းနေဆိုတာတေချာပေါ့ဟိုဘောလုံးကိုစိတ်ဝင်စားတဲ့အမျိုးသားတွေအဲတက်ကထားတယ်နေရာပေါ့နော်ဘယ်ဘယ်မျိုးကလူတွေဖြစ်မလဲဆိုတော့ new specific ထားပြီးသွားတာတော့ပိုကောင်းတယ်ဥပမာကိုကရန်ကုန်အမန်လေးရောဝင်ဆောင်မှုပေးနိုင်တယ်အဲသို့တော့ တခုရွေးပါဆိုရင်ကိုကဥမာရန်ကုန်ရွေးတယ်ပို့ဥမာပြောရတယ်ဒါမျိုးကျွန်တော်တို့အဲပို့ပြီးတော့ကျင်းလေပို့ပြီးကျွန်တော်တို့ပုံဖော်လို့ကောင်းနေပို့နော်ဒီ pain point နေရာတော့ဘယ်ရရမလဲပို့အဲ့တော့ဒီမှာပြောတဲ့အချက်တွေကဟိုဒီတိုင်းကြီးတော့ထွက်လာတော့မဟုတ်ဘူးပို့နော်ကျွန်တော်တို့ပထမအဆင့်ကတော့ customer နဲ့စကားပြောဖို့တော့လိုတယ်အဲဒီမှာလည်း customer နဲ့စကားပြောဆိုလို့ကျွန်တော်တို့ကဈေးရောင်ဈေးဝယ်ဈေးရောင်လောက်တဲ့အချိန်ပို့နော်ဈေးဝယ်ဈေးရောင်လောက်တဲ့အချိန်ပြောတာကတော့အမှန်တမ်းပြောရင်အကျုံးမဝင်ဘူးပို့နော်ဥမာအဲ့နေကောင်းလားပေါ့ဘာဘာစားလာလဲလို့ပြီးရင်အဲ့ စိုင်းရုံမလာတာကြာပြီနော်တို့ဘာလို့ကြာတော့အဲ့ဒါကြာတော့ကျွန်တော်တို့ကဒီထဲမှာပြန်သုံးလို့မရဘူးပေါ့နော်ဆိုတော့အဓိကတော့တို့တို့နဲ့ကျွန်တော်တို့ကအင်တာဗျူးသို့မဟုတ်လဲဆာဗေးကောက်တဲ့ပုံစံမျိုးလေးလုပ်တင်တယ်ပေါ့နော်